ဒီနေ့တော့ထပ်ပြီးတော့ blogging နဲ့ပတ်သက်ပြီးတော့နောက်ထပ်ထပ်ပြီးတော့အသေးစိတ်လေးထပ်ပြီးတော့ရှင်းပြတာဖြစ်ပါတယ်။အာ blogging မှာကျွန်တော်တို့အာတော်တော်များများကဇညုံတစ်ခုကိုကင်လိုက်ပြီဆိုတော့ ਨੇ ဝင်စမောရောက်တဲ့ချိန်မှာဘယ်လိုရိုက်ရမလဲခက်ခဲရှိတာပေါ့နော်။အဲ့ဒါကအာကြိုတင်ပြင်ဆင်ထားပြီးတော့ကျွန်တော်တို့ story book ကိုအကုန်လုံးရှိပြီးသားဆိုရင်ပြဿနာမဟုတ်ဘူး။ဒါပေမဲ့ခါလေကြရင်ကျွန်တော်တို့ story book ကိုအကုန်လုံးတေချာလုပ်ထားရတဲ့ဓာတ်နဲ့ ခါလေကြရင် online မှာအချိန်လေးကြောင်းကြောင်းကြောင်းကျွန်တော်တို့ကပြောင်းလဲလိုက်ရတာမျိုးရှိတယ်။အချိန်လေးကြောင်းကြောင်းကြောင်းကိုပြင်ဆင်ထားတဲ့အတိုင်းအာမလုပ်ဖြစ်တော့ဘဲနဲ့နောက်ထပ်တစ်မျိုးပြန်ပြီးတော့အာလုပ်ရတဲ့ပုံစံမျိုးတွေရှိရပါတော့။အဲ့ဒီပုံမူတည်ပြီးတော့စပြီးတော့ဘယ်လိုစဉ်းစားမလဲဆိုတဲ့ဟာကိုပဲ main ကျွန်တော်အာပြောချင်ပါတယ်။ဆိုတော့ဒီမှာကျွန်တော်တို့ခုနောက်ပိုင်းပေါ့နော်။အာခုနောက်ပိုင်းတော့မပြောချင်ပါဘူး။ဟိုဘယ်လိုလဲဆိုတော့ တော်တော်များများကကင်မရာ framing မိုင်းအောင်ကင်မရာ frame လှနေအောင်ပဲအဓိကထားပြီးတော့ရိုက်ချင်ကြတာများတယ်ပေါ့နော်ဆိုတော့အဲကင်ပြီးတော့လေဒေတာ analysis ပြန်လုပ်လိုက်ပြီးတော့ရုပ်ရှင်ကားကောင်းတွေကိုကြည့်လိုက်အာတော်တော်များများသောရုပ်ရှင်တွေမှာ80ရာခိုင်နှုန်းလောက်ကကင်မရာ shot အစမ်းအပြားတွေကိုမရိုက်ဘူး80ရာခိုင်နှုန်းလောက်ကဟော20ရာခိုင်နှုန်းလောက်တာ ကင်မရာ shot တွေကင်မရာ work ကိုအရင်မှအောင်လုပ်လိုက်တယ်ဆိုတာမျိုးတွေအာမြင်တွေ့ရပါတော့ကျွန်တော်တို့80ရာခိုင်နှုန်းသောအဲရုပ်ရှင်တော်တော်များများကအဲကင်မရာ framing ထက်တရုပ်ဆောင်ရဲ့ acting နဲ့တရုပ်ဆောင်ရဲ့ blocking အဲ့ပုံမူတည်ပြီးတော့ပဲအာတွားတာပါတော့ဆိုတော့အဲအဲ့ဒါကိုပတ်သက်ပြီးပြောရမယ်ဆိုရင်အာကျွန်တော်တို့ဟိုကင်မရာ တော်တော်များများပါဗောနော်ကင်မရာငါဘယ်လိုရိုက်မလဲဘယ်လိုရှူတော့ယူမလဲဘယ်လိုပုံစံမျိုးလုပ်မလဲအဲ့ကြမှာတရုပ်ဆောင်ကြီးကဘယ်လိုလုပ်မလဲဆိုတဲ့ဟာကို main တော့ဗောနော်ဆိုတော့အဲ့ဒါကမကောင်းလားဆိုတော့ကောင်းတယ်ဒါပေမဲ့ ကင်မရာကိုဦးစားပေးပြီးသွားတယ်ကင်မရာမူမန့်ကိုဦးစားပေးပြီးသွားတာကမှန်တော့လေတခါတလေကြရင်ကျွန်တော်တို့ကတရုတ်ဆောင်ကိုပဲဥတီရမယ်ဆိုတော့တရုတ်ဆောင်ရဲ့ acting ကိုပဲအဓိကမိထားမယ်ဆိုတော့ဟာကိုခံစားမှုအပြည့်အဝပေးခြင်းတဲ့အချိန်မှာခိုင်းကြရင်ကျွန်တော်တို့ကမလို့အပဲနဲ့ကင်မရာရှော့အစမ်းကြီးတွေအစမ်းပြားကြီးတွေလုံလိုက်တာကခတ်လေကြရင်ကိုရိုလူပေးခြင်းတဲ့ message ကိုအပြည့်အဝမရောက်တော့ဘူးเนาะအဲ့လိုမျိုးဖြစ်တဲ့လေဘာလို့ကျွန်တော်ဝရန်ဖြစ်ခဲ့ဘူးလားရှိလို့ဒါကျွန်တော် ပြန်ပြီး sharing လုပ်တာပေါ့နော်ကျွန်တော်အရင်တုန်းကအာဘယ်လိုလဲဆိုတော့ဘလို့မိုင်းအောင်ရိုက်မယ်ကျွန်တော် camera frame ကျွန်တော်ပုံစံတနေရာကိုရောက်ပြီရောက်ပြီဆိုတော့လည်းဒီခန်း lighting ကဘယ်အနေဝင်နေလဲ main source ကဘာမှရှိနေရလဲဘာ camera ဘလို့ထိုင်ဒီ composition ကလှနေမလဲအဲ့ composition ပုံမှာ motif ပြီးတော့မှကျွန်တော်က subject တွေ character တွေကိုကျွန်တော်လိုက်ပြီးတော့ထည့်တာအဲ့လိုမျိုးလုပ်တာပေါ့နော်ဆိုတော့အဲ့ဒါတနေ့ အာဒါမဲ့တစ်ခါတလေကြရင်ကျွန်တော်တို့ကဒီနာလေးမှနေနေတာလေးရတရား character တရားအနေနဲ့ဒီနာလေးမှသူဒီလိုလေးမတက်ရက်ပြီးဒီလိုလေးငင်းနေတဲ့အချိန်မှာဒီလိုခံစားနေရတယ်။အဲ့ခံစားမှုလေးကိုငါပေါ်အောင်ဘယ်လိုပြမလဲဆိုတာကိုကျွန်တော်အခုနောက်ပိုင်းကစဉ်းစားလာ။ So အရင်တော့ကကြတော့ကျွန်တော်က camera frame ပေါ်မှာတရားဆောင်တော့ထည့်တာ။အခုနောက်ပိုင်းကတရားဆောင်တစ်ယောက်ဒီနာလေးမှမတက်ရက်နေငါဒီလိုလေးရိုက်လိုက်ရန်လာမှာပဲပေါ့။ So ဟိုပို့ဟိုတွေးပုံတွေးနီးမှာနှမျိုးရှိအောင်နော်တရုတ်ဆောင်ကိုထားပြီးမှာကိုဒီ right channel subject ကိုထားပြီးမှာ framing တင်မလားဒါမို့ဒီ framing ထဲမှာသွားပြီးတော့ဒီတရုတ်ဆောင်ကိုလုပ်မလားဆိုရင်ဟိုကျွန်တော်ခုနောက်ပိုင်းအတွေ့ရတော့တရုတ်ဆောင်ပေါ်မူတည်ပြီးတော့ subject ပေါ်မူတည်ပြီးတော့ framing ပြန်တည်တာကိုကျွန်တော်ပို့ပြီးတော့ခုနောက်ပိုင်းသဘောတွေ့နေတာပေါ့နော်ဆိုတော့ဘာလဲဘာလို့တော့ဆိုတော့ကျွန်တော်ကဒီခံစားမှုလေးတစ်ခုကို ဒီနာလေးရနေငါမြင်မြင်ကြည့်တကယ်အဲ့ပေးချင်တဲ့ခံစားချက်လေးကရနေမှာပဲဆိုတာမျိုးလေးကျွန်တော်ပြန်ပြီးတွေးမိတာပေါ့အဲ့ကြောင့်မို့ကျွန်တော်တော်တော်များများခုနောက်ပိုင်းဆိုရင် character ရဲ့နေရာပဲကျွန်တော်နေကြည့်တယ် character ပြောတဲ့အတိုင်းကျွန်တော်ပြောကြည့်တယ် character ဘယ်လိုလုံးမလဲဆိုတာမျိုးကိုကျွန်တော်အရင်ဆုံးလုပ်ကြည့်တယ်ပြီးတော့ကြမှာငါဒီမှာနေတာကိုဘယ်နေရာလေးရကြည့်ရင်လှမလဲဆိုကျွန်တော်ပြန်ပြီးတော့ frame ပြန်တည်တာပေါ့နော်ဆိုတော့ပြောရမယ်ဆိုရင် အခက်ခဲဖြစ်နေတဲ့အချိန်ဇန်ညိုတစ်ခုလက်ထဲကိုရောက်လာတဲ့အချိန်မှာကိုကအခက်ခဲဖြစ်နေပြီငါဘယ်လိုရရင်ကောင်းမလဲမသိဘူးငါကင်မရာဘယ်လိုချရမလဲမသိဘူးငါဘယ်လိုလိုက်တင်ထိုးရမလဲမသိတော့ဘူးဆိုရင်အရင်ဆုံးဘာမှမတွေးနဲ့ဟုတ်ဘာလဲဆိုဒီခန်းထဲမှာဒီလို character ရှိရဲ့ဒီလိုလူကဘာလုပ်နေမလဲအဲ့ဒါကိုအရင်ဆုံးတွေးပါဘာလုပ်နေမလဲဒီလူကဒီလိုထိုင်နေမှာလားထိုင်နေပြီးစာအုပ်ဖတ်နေမှာလားအော်စာအုပ်လည်းမဖတ်ဘူးထိုင်ပြီးတော့ brain mouse ကြီးကိုငင်းနေမှာ ဆိုတော့ဒါမှမဟုတ်သူရေးတောက်နေမလားဒါမှမဟုတ်ကော်ဖီဖြော်နေမလားကော်ဖီတောက်နေမလား something ပေါ့နော်သူတခုခုလောက်ရမယ့်အရာဒီ character အနေနဲ့ဒီခန်းထဲရောက်ရင်သူဘာလုပ်မလဲဆိုတဲ့ဟာကိုအရင်ဆုံးကျွန်တော်ကတွေးလိုက်ပါ တွေးလိုက်ပြီဆိုတာနဲ့ဒီလူဆိုရင်တော့ဒီလို character ရှိတဲ့လူကဒီခန်းထဲမှာဒါလုံးမှာဘဲလို့တိသွားပြီဆိုတာနဲ့ ဲ့လိုကဘယ်နေရာမှာထိုင်တော့မှာလဲကျွန်တော်အဲ့ဒါပြန်ထပ်ပြီးတွေးပါဘယ်နားမှာမတ်တည့်ရပြီးလောက်မှာလဲဒါမှမဟုတ်ဘယ်မှာထိုင်နေမှာလဲ तू ဘာလုပ်နေမှာလဲဒီခန်းထဲမှာ तू လုံးနေမဲ့အရာအားလုံးသူ့ကိုလုံခိုင်းလိုက် तू လုံးနေမဲ့အရာအားလုံးသူ့ကိုဒါလုံခိုင်းလိုက်ပြီဆိုရင် तू อ่ะဒီခိုင်းလေးမှာ तू ရွေ့သွားမဲ့နေရာတွေ तू ဒီနားနေဒါလာလို့မဲ့ဒါမှတော့ coffee table လေးကနေ coffee ဖြုံမဲ့ဖြုံပြီးကမှခုံလေးမှာလာထိုင်မဲ့ပြီးလဲပြီးတော့ तू coffee ကွက်လေးကိုဘေးကိုချလိုက်မဲ့ချပြီးလဲချပြီးတော့ तू ဖက်လက်ဆာဆာလေးကို तू อ่ะယူမဲ့ယူလဲယူရင် तू စာလေးကိုဖတ်မဲ့အဲ့ဒီမှာမှသူလာပြီးစကားပြောချင်းတယ်သူတယောက်ကဝင်လာမယ်ဝင်လာပြီလဲဝင်လာပြီးတော့အာဒါလားဒီလိုရှိရဒီလိုရှိရအဲအဲ့ပုံမှာမှသူကစာအုပ်လေးပြည့်ပြီးတော့ ပြန်ပြောမလားဒါမှမဟုတ်စာဖန်ရင်းနဲ့သူအဲ့ရအောင်နားထောင်နေပြီးတော့ပြန်ပြီး respond ပေးမလားအဲ့ဒါသူ character ပေါ်မူတည်ပြီးတော့ထပ်ပြီးစဉ်းစားကျွန်တော်ခုပြောရတဲ့အချိန်အကုန်လုံးမှာ camera frame ဘယ်ဟာတည်ရမလဲဆိုတာကျွန်တော်မပါသေးဘူး camera frame ကိုအရင်ဆုံးမစဉ်းစားနဲ့ character ဘလို့နေမလဲဘလို့ထိုင်မလဲဘလို့သေရုပ်ဆောင်မလဲဆိုတဲ့ဟာကိုကျွန်တော်ကအရင်ဆုံးစဉ်းစားတာကောင်းပါတယ်အဲ့လိုမျိုးအရင်ဆုံးစဉ်းစားတဲ့အချိန်ကြမှာ ဒီလူတွေဒီ character တွေကဒီနားမှာဒီလိုလာလောက်တော့မယ်ဆိုတော့ကျွန်တော်တို့သိပြီဆိုတာနဲ့အဲ့ဒါသိတာမှစပြီးတော့ငါသူတို့ဒီလိုလုပ်နေတဲ့ဟာလေးကိုငါဘယ်နေရာနေကြည့်ရင်မိုက်မလဲဘယ်နာကြည့်ရင်ကောင်းမလဲပြီးတော့ငါဘယ်နာလေးကနေရိုက်ရင်ဒီခံစားချက်သူတို့ဖြစ်ပြနေတဲ့အဖြစ်ပြက်ကိုပရိသတ်က directly အာ clear ဖြစ်ဖြစ်နဲ့အာလက်ခံရရှိမလဲပေါ့နော်ကြည့်ရတူကကိုပြကျင်တဲ့ဟာကိုဘယ်နာကနေပြမှာ ဆိုတော့ okay ခုနကကျွန်တော်ပြောတဲ့အားမှာ blogging မှာစစချင်း coffee table အခန်းတောင်းရင် coffee table လေးမှာ coffee ဖြုံးမယ်သူအားပြီးလဲပြီးတော့ coffee ကွက်လေးကန်ပြီးတော့ဒီ sofa လေးမှာတော့ထိုင်မယ်ပြီးတော့စာအုပ်လေးယူမယ် coffee ကလေးကိုစာအုပ်လေးပေးလေးချချပြလိုက်စာအုပ်လေးကိုယူယူပြီးတော့စာအုပ်ဖတ်နေတယ်နောက်တစ်ယောက်ကဝင်လာတယ်သူ့ဘေးကိုဝင်လာတယ်ဝင်လာပြီးသူ့ကိုစကားပြောတယ်အဲဒီအချိန်မှာ character ရစာအုပ်ကိုကြည့်ပြီးတော့နားထောင်ပြီးတော့ နားထောင်နေမယ်စာအုပ်ကိုလည်းကြည့်နေမယ်စာဖတ်နေရင်လည်းသူ့ကိုကိုယ်ကစကားပြန်ပြောတဲ့သူလားဘာမို့သူ့ကို respond အနေနဲ့ပေးရပြီးတော့စာအုပ်လေးပိတ်ပြီးတော့သူပြောတာနားထောင်သူ့ကို respond ပြန်ပေးမယ်သူလားအဲ respond ပေးနေရင်လည်းမှသူက coffee ကိုလည်းယူလိုက်မယ်တောက်လိုက်မယ်အဲ coffee ဘက်ကိုမယူခင်မှာလေကိုကစာအုပ်လေးကိုချပြီးတော့မှ coffee ဘက်ကိုယူမှာလားစာအုပ်ကိုလည်းထဲကိုဆက်ပြီးခိုင်းထားမှာလားအဲ့ဒီကိုကျွန်တော်ကတွေးတော်ထားပြီးအဲ့ blogging ကိုအကုန်လုံးပြီးွားပြီဒီလိုကဒါလုံးမဒီလိုကဒါလုံးမဘေးရတယောက်ကလည်း သူ့ coffee လေးကိုမီးကျင်းလဲမီးကျင်းမယ်ဗျာဒါမှမဟုတ်ဘာစားဖက်နေရလဲမင်းလဲမီးကောင်းမင်းမယ်ဆိုတော့သူ့ရဲ့တနေ့တောင်သူတို့နှစ်ယောက်စကားပြောနေတဲ့အချိန်မှာကျွန်တော်တို့ကအဲ့အချိန်မှာမှပြီးတော့မှအဲ့ခုံလေးကသူတို့နှစ်ယောက်ထိုင်နေတာနောက်ကနေပြီးတော့အလင်းလေးကျနေမှာလား lighting ထိုးနေမှာ lighting နောက်ကနေဝင်နေမှာလားဘေးကနေဝင်နေမှာလားဒါမှမဟုတ်ရှေ့တက်တက်ရတယ် lighting ကျနေမှာလားအဲ့ဒါကိုကျွန်တော်တို့ကအခန်းတစ်ခန်းရဲ့ဘယ်ရှူးတော့ကနေယူမှာ သူ့ဘက်လိုက်ကနေပြီးတော့ lighting ကျနေတာလေးကိုကိုကရှေ့တည်းကနေလိုချင်တယ်အဲကျွန်တော်တို့ဟိုတော်တော်များများလေးလို commercial တွေဆိုလဲတုံးကြရတယ်အဲရှေ့ရှေ့ရ subject ကဟိုဟာလေးနဲ့နောက်က lighting ခပ်ပြင်းပြင်းလေးကပေးတာရှေ့ရ fade လေးပဲပြန်ပေးတာပြီးအာ cinematic sensor ပေါ့နောက်ကအပေါက်အပေါက်လေးက outdoor ကိုလည်းကျွန်တော်တို့ကလုံးဝ clear လေးအာဘယ်လိုပြောမလဲမပန်းမဲနဲ့မြင်နေရမယ် အာပြီးတော့သူ့ရဲ့ subject ကိုလည်းကျွန်တော်ကတည်စာလေးမြင်နေရမယ် cinematic sense နောက်မှအပေါက်ထားမှာဒါမှမဟုတ်အလုပ်မဟုတ်ဘူးねဘေးကနေပြီးတော့ lighting shape တို့ကိုတစ်ချမ်းပဲထိုးတာတွေ तू ကသူ့ရဲ့ emotion တွေက तू ကအာလူရောမယ်ကျွန်တော်တို့ misery တို့ horror တို့ thrilling ဘက်တွေရောက်မဲ့ကားတွေ dark ဖြစ်တဲ့ကားတွေ dark horror တွေမာတွေအဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ lighting ကိုတစ်ချမ်းပဲပေးထားပါလိဘက်ကပဲပေးထားမယ် तू ကရှေ့တည်းကယူမယ် तू မျက်နှာကြည့်လိုက်တာ shape ကလိုလိုကြာတယ်အဲ့လိုမျိုးကျွန်တော်ဒီဘက်ကနေ close up တစ်ချမ်း ပြန်ယူမလား close up ပြန်ယူတဲ့အချိန်မှာသူရဲ့နာရန်လေးနဲ့ lighting ပြန်ကျနေရတယ် cinematic ဆန်ဆန်လေးပြန်ယူမလားဆိုတော့အဲ့အရာတွေကိုပြီးတော့မှပြန်တွေးတာပို့ပြီးတော့အဲလွယ်ကူပြီးတော့အထောက်အကူဖြစ်တယ်ပေါ့ဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ပထမဘာလို့လဲ first time first ကျွန်တော်တို့က first က framing ချလိုက်ပြီဆိုတာ ਨੇ ကျွန်တော်တို့ကဒီ framing ထဲမှာပဲဒီလူကလောက်ရတော့မှာဆိုရင်အဲ့ character ကိုကျွန်တော်တို့ကချုပ်ချုပ်လိုမျိုးဖြစ်သွားတာဆိုတော့ကျွန်တော်ကျွန်တော်ဟိုဒီ time နေနဲ့ လုံလုံခဲ့သောနှစ်ပေါင်းများစွာကကျွန်တော်တို့ကျွန်တော်လေးလာမယ်လေးလာတုံးတက်တဲ့အရာတွေသူတို့ဆိုရင်လေ director က first ပဲ director က character ရဲ့ blogging ကိုပြသွားတယ် director camera blogging ပြသွားတယ် camera framing က DOP ကငါတော့ဒီ frame တင်မယ်ဆိုပြီးလာတယ်ပြီးတော့ညမှာဒီ frame သာတင်မယ်ဆိုရင် lighting in check ကလည်း lighting gaffer ကလည်းငါ main တလို frame ဆိုရင်ငါတလို미ထိုးမယ် အဲ့ဒါပြီးတော့ကြမှာ audio ဒီလို framing ဒီလိုမီးထိုးတာရင်ငါကဘုံဘယ်နားနေဝင်လဲဆိုတာမျိုးကျွန်တော်တို့ကသွားကြတာเนาะဆိုတော့အရင်ဆုံးဘလို့ပဲတွေးတွေးတော်တော်များများလာဇန်ညိုးရလာရင်ငါဒီလိုလေးရိုက်လိုက်မယ်ဆိုတွေးကြအများတယ် character ကိုအရင်ဆုံးမစင်တော့ဒါပေမဲ့အလွယ်ကူဆုံးနည်းလမ်း character ရဲ့ movement ကိုအရင်ဆုံးကျွန်တော်တို့ကစဉ်းစားပြီးတော့သူ့ character movement ကိုအရင်ဆုံးတင်လိုက်တာပို့ပြီးတော့အရင်ဆုံးချလိုက်တာပို့ပြီးတော့ကောင်းပါတယ် ။ဘာလို့လဲဆိုတော့ director က character တွေရဲ့ blocking ပြမယ် first ။ camera character တွေဒီလိုဒီလိုလုံးမယ်ဆိုတော့တိသွားပြီဆိုတဲ့ချိန်မှာငါ camera ကိုဘယ်ကနေညိုက်မလဲ။အဲ့ဒါကိုကျွန်တော်တို့က second တွေ့မယ်။ငါဒီကနေညိုက်မယ်ဆိုရင် lighting ကဒီကနေပေးတော့ဒီကဒီလို lighting ငါ DOP ကဒီလို frame လို့ချင်တယ် lighting ကဒီလိုထိုးမယ်။အဲ့တော့ gaffer မင်းဒီလိုဒီလိုလုပ်ပေး။ပြောလိုက်လေအဲ့ဒီမှာ framing ပြီးသွားပြီဆိုကြမှာ lighting ကကျွန်တော်တို့လာလာပြီးတော့မှာ လိုက်တယ်လို့ရှိမယ်ဖရိတ်မင်တယ်လို့ရှိမယ်ဆိုမှာအော်ရီယိုကဘုံကဘယ်လိုဝင်မလဲအဲဆိုရင်ဟာကိုအချက်လက်ဆက်ပြီးတော့တွားပါတော့ဆိုရှင်းရှင်းလုံးအရှင်းဆုံးပြောရရင်တော့ကင်မရာဖရိတ်မင်အရင်မတည်ပါနဲ့အရင်ဆုံးကာရိုက်တာတွေဘာလို့မလဲကာရိုက်တာတွေကဘမာနေမှာလဲလှုပ်လှုပ်ရှားရှားနေနေမှာလားထိုင်ပြောနေမှာလားတခုခုလုပ်နေနေပြောနေမှာလားအဲ့ဒီကာရိုက်တာရဲ့ဘလော့ကင်ကိုအရင်ဆုံးစဉ်းစားပါကာရိုက်တာရဲ့ဘလော့ကင်ပြီးကမှကင်မရာရဲ့ဖရိတ်မင် ားပါကင်မရာဖရိမ်ပြီးသွားကမှာ audio အဲ sorry ကင်မရာဖရိမ်ပြီးသွားကမှာ lighting lighting ပြီးကမှာ audio ဝင်ပါ so အဲ့ဒါကတော့အရွယ်ကူဆုံးနေပေါ့နော် so အဲ့မှာမှာဒီ framing မှာမှာပို့ပြီးတော့ကောင်းမှုတော့ production design ကဘယ်လိုဖြစ်မှာလဲကျွန်တော်တို့ mood and tone ကိုဝင်ဖို့အတွက်ကို lighting နဲ့ production design နဲ့ color တွေကဘယ်လို moment သွားမလဲဆိုတော့ကျွန်တော်ထပ်ပြီးတော့နောက်ထပ်ဗီဒီယိုမှာထပ်ပြီးအသေးစိတ် ြောအောင်မယ်ဒီနေ့တော့ blogging ချရတယ်ဆိုတဲ့ဟာကိုမနေ့က video file ရောဒီနေ့ video file ရောအချင်းချုပ်တွေကိုကျွန်တော်ပြပြဖြစ်ပါတယ်အရင်ဆုံး character blogging ချပါ camera framing ချပါ lighting setup လုပ်ပါ lighting breakdown ချပါပြီးတော့မှ body ဝင်ပါအဲ့ဒါကတော့အလွယ်ကူဆုံးနည်းလမ်းပါပဲဒါနဲ့ပတ်သက်ပြီးတော့ဆက်ဆက်ပြီးတော့ကျွန်တော်အကြံလေးပေးချင်တာတခုရှိရယ် toy angry man ဆိုတဲ့ရုပ်ရှင်ပေါ့နော် black and white ရုပ်ရှင်ဟိုးတော့တော်တော်ကြာပြီ အဲကျွန်တော်ခုနှစ်တော့မေ့ပါပြီ try and remember ဆိုတာတစ်ခုပဲရှိပါတယ်အဲ့ဒီရုပ်ရှင်လေးကိုကြည့်ကြည့်ပါအဲ့ဒီရုပ်ရှင်မှာက camera frame တွေတစ်ခုတည်းနဲ့လူ12ယောက်ကိုဘလို့ blocking ချသွားလဲဆိုတဲ့ဟာကိုတည်တည်ဆချာလေးပြသွားဖြစ်ပါတယ်အဲ့ဒါက blocking နဲ့ framing ကိုကို character ရဲ့ blocking နဲ့တရုပ်ဆောင်ရဲ့ blocking နဲ့ framing ဘလို့ချသွားလဲဆိုတာကိုလေ့လာလို့ရပါတယ် try and remember ဆိုတဲ့ရုပ်ရှင်လေးက ်အရင် framing ရော character blocking ရောကျွန်တော်သဘောကျရတဲ့ရုပ်ရှင်လေးတစ်ခုဖြစ်ပါတယ်အဲ့ဒီတော့အဲ့ဒါလေးကိုကြည့်ရင်လည်း framing နဲ့ character blocking လေးကိုလေ့လာကြည့်ပါကျေးဇူးများတင်ပါတယ်ပို့ပြီးသိချင်တာရှင်ဒီ video ရဲ့အောက်မှာထပ်ပြီး comment မှတ်ပြီးတော့ပါကျွန်တော်အသေးစိတ်ပြန်ပြီးတော့ reply လုပ်ပေးပါမယ်ကျေးဇူးများတင်ပါတယ်